မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေနွေမဲ့တမိုင်းဇလံကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းသလိုရှင်းတော့မြည်သလိုလည်းထူးဆန်းတယ်ဗျဟုတ်ပါရဲ့ရှင်အစပိုင်းမှာအကြံဖတ်မှုတွေအတင်းအကျပ်ဘာဘာပြောင်းခိုင်းတာတွေနဲ့စခဲ့တဲ့တာသနာပြုလုပ်ငန်းတစ်ခုကနေလေနောက်ပိုင်းမှာလူအများလေးစားရတဲ့ပညာရေးတို့လူမှုရေးအဖွဲ့အစည်းတို့ရဲ့အမွေနစ်ကိုဘလို့ဖြစ်ပြီးချမ်းသာနေကြတာလဲဆိုတော့ကိုပါပဲဟုတ်ပါတယ်ဒီအလဲပြောင်းကရာစုနဲ့၄ခုလောက်ကြာခဲ့တဲ့ဇလန်းတပုတ်ပေါ့နော်อืม ဒီနေ့ကျမတို့အဓိကကိုးကားပြောမယ့်သမိုင်းမတန်းကိုအခြေခံပြီးတော့ဒီရှုံထွေးတဲ့ခရီးကိုတဆင့်ချင်းလိုက်ကြည့်ကြမှာပါဒီဇလန်းကဘာသာရေးတက်တက်တော့မဟုတ်ဘူးနိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေနဲ့ယဉ်ကျေးမှုချင်းထိတွေ့မှုတွေအကြောင်းလည်းအများကြီးပါဝင်နေပါတယ်ကောင်းပြီ ဒါဆိုရင်ဒီဇလန်းကို အစကနေပြန်ကောက်ကြည့်ကြအောင်။အီအားလုံးက15ရာစုအကုန်ပိုင်းမှာစခဲ့တာနော်။ဟုတ်ပါရဲ့။ဘတ်စကိုဒဂါမာကအိန္ဒိယကိုပင်လက်ခီးလန်းကြောင်ရှာတွေ့သွားတဲ့အချိန်မှာပေါ့နော်။အဲ့မှာပုတ်ရမင်းကြီးကအရှေ့တိုင်းတစ်ခုလုံးကိုပေါ်တူဂီလက်ထက်အပ်လိုက်တယ်ဆိုပါတော့။အတေချာပေါ်ရရင်အဲ့ဒီခေတ်ရဲ့အတွေးခေါ်ရပါလိ။ကဘာကြီးကိုခွဲဝေယူလိုက်တဲ့တဘောမျိုးပါပဲ။ အကျိုးဆက်ကဘလို့ဖြစ်လာလဲအကျိုးဆက်ကတော့ပေါ်တူဂီကုန်တဲ့ဒီရဲ့တင်ဖို့တင်တော့မှာတာလနာပြုတ်ဘုံတော့ကြီးတဲ့ကပ်ပါလာပြီတော့သူတို့ရောက်တဲ့နေရာတိုင်းမှာဒေဘကန်တွေကိုခရစ်ယာန်ဘာသာဝင်ဖြစ်အောင်လုပ်တော့တာပဲဒါမဲ့သူတို့တုံးတဲ့နီလန်ကသူတို့ချမ်းတယ်လို့ကြားတယ်ဟုတ်ပါတယ်မတိုင်းရဆိုရင်တီးဖို့အခုတီလန်ကမှာဆိုရင်လေလူတွေကိုလှန်ဆို့ထောက်ပြီးဖျားเจ้าတက်ခိုင်းတဲ့အထိလုတ်ခဲ့တယ်လို့ဆိုထားတယ်။နေရာအုံမီယုံကြည်အောင်လုပ်တယ်ဆိုတာကအမ် um, ပါရရဲအနိတာရာနဲ့တော့ကွာနေတယ်လို့ပဲနော်ဟုတ်တယ်ရေရှည်မှာဘယ်တော့မှအလုပ်ဖြစ်မှာမဟုတ်ဘူးလေတုံးပြမှုတွေကလည်းချက်ချင်းပေါ်လာမှာပဲဒါပေါ့အာသူတို့အုတ်ချုပ်တဲ့နေနေတွေမှာခရစ်ယာန်သာသနာပြုလုပ်ငန်းမှန်သမျှကိုတားမြစ်ပိုက်ပင်တဲ့အထိဖြစ်ခဲ့တာပေါ့ဟွန်းဖရန်ရှစ်စီဇီဗီယာလိုမျိုးစိတ်ရင်းစေတနာမှန်တဲ့လောက်ဆောင်တဲ့သူတွေရှိခဲ့ပေမယ့်အများစုရဲ့ပုံကြီးကတော့အာနာနဲ့ဘာသာရေးကိုရောတွန်းခဲ့တဲ့ဆိုတဲ့ပုံစံဖြစ်နေခဲ့တယ်ဒီပေါ်တူဂီရဲ့အစောပိုင်းကာလမှာကျွန်တော်ဖတ်မိတဲ့မှတ်တမ်းတွေက တော်တော်ထူးဆန်းတဲ့အဖြစ်တခုပြောချင်တယ်ဗျာဟုတ်ကဲ့ပြောပါရှင်တလီမှာအခြေဆိုင်တဲ့ပေါ်တူဂီဂျေဆာဆက်တာဒီဘရီတို့ကြားဆုံးပြီးတော့ပိုင်းမှာသူ့လူတွေဘာဆက်ဖြစ်သွားလဲဆိုတာကဇလန်ကောင်းတပုံလိုပဲဩဟုတ်တယ်ဒီအဖြစ်ဖြစ်က1632ခုနှစ်မှာဖြစ်ထဲတာအင်ဝါဘီယင်ကဒီဘရီတို့နိုင်နေပြီးတဲ့အခါမှာသူ့ရဲ့ပေါ်တူဂီစစ်တုံးပန်းတွေကိုအင်ဝါကိုခေါ်သွားတယ်ဟုတ် ပြီးတော့ပြီးတော့အဲ့ဒီထဲကအမြောက်အတက်ပင်နဲ့ကျွမ်းကျင်တဲ့သူတွေကိုဘယင်ကိုပိုင်အမြောက်တက်မှာအမှုထမ်းခိုင်းတယ် ခဏလေးဒါကတော့တကယ်ကိုမထင်မှတ်ထားတဲ့အလဲအပြောင်းပဲကို့လာ တိုက်တဲ့ရန်သူရဲ့စစ်သားတွေကိုဖမ်းပြီးကို့ရဲ့အမြောက်တပ်မှအရေးကြီးဆုံးနေရာတွေပေးထားတယ်ဆိုတော့ဟုတ်တယ်စဉ်းစားကြည့်လေမြမဝင်းကသူတို့ကိုတကယ်ပဲယုံကြည်လို့လားတောင်းဖို့တခြားရဲချဲ့စရာမရှိလို့လားနခုစလုံးဖြစ်နိုင်ပါလေရှင်တဖက်မှာသူတို့ရဲ့အမြောက်ပြကျွမ်းကျင်မှုကအဲ့ဒီခေတ်မှာတော်တော်အရေးပါတဲ့စစ်ရေးနည်းပညာတစ်ခုဖြစ်နေတယ်။ဟွန်း ဒါကတော့လက်လွတ်မခံခြင်းမှုပေါ့ဟုတ်တယ်နောက်တစ်ဖက်မှာတော့သူတို့ကိုကိုမျက်စိအောက်မှာထားပြီးအသွမ်းချလိုက်တာကသူတို့ပြန်စုလီရမ်းမထောင်းနိုင်အောင်ထိန်းချုပ်လိုက်တဲ့တပိုးလဲတက်ရောက်တယ်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီပိုတူဂယ်အနွယ်တွေကနောက်တိုင်းအထိတောင်ဖျင်းအမှုထမ်းတယ်ဖြစ်နေတော့ပဲဆိုဟုတ်တယ်ဗြိတိရှ်ဒီမြန်မာနိုင်ငံကိုမထင်းခင်အထိဘင်းရဲ့အမြောက်တက်သားတဲ့အဖြစ်ဆက်ပြီးအမှုထမ်းခဲ့ကြတယ်ဒီတော့အချမ်းဖမှုတင်းတတ်ထက်မှုတွေဖြစ်ပြီးတဲ့နောက်မှာတော့ဒီသာသနာပြုလုပ်ငန်းကရှေ့ဆက်လို့မရတော့ဘူးလို့ ထင်စရာပဲဒါပေမဲ့မတန်းဒီရစခွန်ယာစုနောင်းပိုင်းမှာအချင်းတွေကပူတောင်ဆိုးလာတည်တယ်နော်တော်တော်လေးကိုရက်ဆက်တဲ့ဖြစ်ရတည်ရှိခဲ့ပါတယ်1692ခုနှစ်ဘဂိုးမှာဆိုရင်ပါရီကလာတဲ့သာသနာပြုဘုံတော်ကြီးတွေကိုဘယင်ကဖမ်းခိုင်းတယ်သူတို့ကိုဘလို့လုပ်လိုက်လဲသူတို့ကိုညင်ပတ်နှိပ်ဆက်တဲ့ပုံစံကဟိုဟာအဝက်စားမပါပဲချင်းကြိုက်ခံရအောင်ခြားထားပြီးတော့နှုတ်ဆုံးမှာ ိတ်ထဲထဲပြီးမြေကျဲပစ်ချတပ်ပစ်ခဲ့တယ်လို့ဆိုတယ်။ကြောက်စရာကြီးပဲ။ဒါကအဲ့ဒီအချင်းကနိုင်ငံခြားသားတွေအပေါ်မှာရောသူတို့ယူလာတဲ့ဘာသာတွေအပေါ်မှာပါဘလောက်အချိတန်တရားကြီးနေလဲဆိုတာကိုပြနေတာပဲ။ဒီလိုဖြစ်ဖြစ်တည်ကြမှာတော့နောက်ထပ်သာသနာပြုတွေထပ်ရောက်လာသေးတယ်ဆိုတာကအံ့ဩစရာပဲ။ဟုတ်တယ်ထော်ထွတ်19မှာဂျိုးဆစ်ဗီတိုနီနဲ့ Father Chelki ဆိုတဲ့ဘုန်းတော်ကြီးနှစ်ပါးတန်လျင်ကိုရောက်လာပြန်တော့သူတို့ကတော့ဘလို့ချင်းကလဲသူတို့ကတော့နီလန်ပြောင်းလိုက်ပုံရတယ် အာနာနဲ့လာရမောခွဲဖယင်းနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီးသာသနာပြုခွင့်တောင်းခဲ့တယ်။ဩအောင်မြင်သွားလား။အောင်မြင်သွားပါတယ်။ဖျားเจ้าဆော့ခွင့်နဲ့တရားဟောခွင့်ရခဲ့တယ်။ဒါပေမဲ့အောင်မြင်မှုကခဏပါပဲ။ Father Kelchi ကအသက်40နှစ်နဲ့မှပဲကွယ်လွန်သွားခဲ့တယ်။ဟုတ်ပါပဲ။အဲ့ဒီခေတ်ကပဝင်းကျင်တဲ့ယောဂဗေယရီရဲ့ဒန်းကိုသူတို့လည်းခံခဲ့ရမှာပေါ့။ဒါပေါ့ရှင်။အဲအဲ့ဒီတော့မှလည်းအသက်ဆွန့်ရတာတွေဆက်ဖြစ်နေတော့ပဲနော်။ စတဲ့ခုစနဲ့6ခုနဲ့အလွန်မင်းဒီယာကတန်ရင်ကိုတိုက်တင်တဲ့ချိန်မှာဟုတ်တယ် Father Angelo နဲ့ဘုန်းတော်ချိန်နေရင်းကိုထအတက်ခံခဲ့ရပြန်တယ်ဒါပေမဲ့ဘုန်းကိုကြီးနေရင်းရဲ့ဇလမထူးခြားချက်တခုရှိတယ်လို့ကျွန်တော်ဖတ်လိုက်ရတယ်ဟုတ်တယ်ဒီအချက်ကတော်တော်ထူးခြားတယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာလူတယောက်ကဘာသာပြန်အပြည့်အဝအပြည့်အဝရေဖို့စိတ်အားထက်သန်နေတော့မယ်ဆိုတာကစဉ်းစားစရာပါ သူကဘာလို့လုပ်ခဲ့တာလဲသူတို့ရဲ့သာသနာပြုလုံးကန်ဆိုတာဘာသာပြောင်းခိုင်းဖို့တခုလည်းမဟုတ်တော့ပဲဒီဒေသရဲ့ယဉ်ကျေးမှုကိုနားလည်ဖို့စူးစမ်းတဲ့ပညာရှင်ဆန်းဆန်းချင်းကပ်မှုမျိုးကိုပြနေရပဲအကြံဖတ်မှုကြားကပညာရဲ့ဆန်းရမိရှုတိုင်တခုလိုပဲเนาะဒါကယေပေါ်တူဂီတွေရဲ့လမ်းဆွတ်ထောင်နီလာနေတော့လုံးဝကိုစန့်ကျင်ဘက်ပဲ ဟုတ်ပါတယ်။အဲ့ဒီအချိန်မှာတော့တူဦးချင်းရဲ့ကြိုးပမ်းမှုအစ်စ်မှာပဲရှိနေသေးတယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီလိုကြိုးပမ်းမှုတွေကနောက်ပိုင်းမှာဖြစ်လာမဲ့နီးဗျူဟာအပြောင်းလဲအတက်မျိုးစိတ်တွေဖြစ်ခဲ့တယ်လို့ဆွနိုင်ပါတယ်။အတင်းကျက်လွတ်လို့မရရင်နားလည်မှုတိဆောက်ရမယ်ဆိုတဲ့တွေးခေါ်ပေါ့။အဲ့ဒီလိုသဘောမျိုးပါပဲ။အဲ့ဒီတွေးခေါ်ကစစ်စစ်ရာစုနောက်ပိုင်းမှာပို့ပြီးအားကောင်းလာပုံရတယ်။စန်ချမာနော့ဆိုတဲ့ဖုံးတော်ကြီးလက်ထံမှာပေါ့။ဟုတ်ပါတယ်။သူကရန်ကုန်မှာစိန်ကျုံဖျားเจ้าကိုအပြီးသက်ဆောက်ခဲ့တယ်။သူရဲ့မတန်းရာဆိုရင် မြမဘူရင်ကရဲ့ဇနီးကိုရိုင်းကဖះเจ้าကိုလာပြီးသူနဲ့ပါတာရေးเจ้าနေဆွေးနွေးတယ်ဆိုတော့အရင်ကနဲ့ဆိုင်အခြေအနေက fire တင်ကွာသွားပြီဟုတ်တယ်ဆက်ဆံရေးကအများကြီးတိုးတက်လာတယ်ဆန်ကေဂျမနုရဲ့အကြီးမားဆုံးအမွေကတော့ um သူရေးခဲ့တဲ့စာအုပ်ပဲ a description of the burmese empire sorala ဟုတ်တယ်အဲ့ဒီစာအုပ်လေသူရှိအောင်ကတော့မထုတ်ဝေခဲ့အောင် အာတူကလွန်ဘီနောက်မှာထလာဗောဟုတ်တယ်တော်တော်ကြောင်မဒါပေမဲ့အဲ့ဒီစာအုပ်ကြောင်အနောက်နိုင်ငံကလူလေးမြန်မာနိုင်ငံရဲ့ဒလိယဉ်ကျေးမှုအုပ်ချုပ်ရေးစီတက်တီကိုပထမဆုံးအချိန်အသေးစိတ်လည်လံနိုင်ခဲ့ရတကယ့်ကိုအရေးပါတဲ့မတန်တစ်ခုဖြစ်သွားတယ်။သူကတနေ့တစ်သားကလုံတန်းကန်ပြီးယဉ်ကျေးမှုတန်တာတစ်ခုတည်ဆောက်ခဲ့တဲ့သဘောပဲ။ဟုတ်ပါရဲ့အဲ့လိုပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒီတည်ငြိမ်မှုကလည်းကြာကြာမခံလိုက်ဘူး။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲထဲတော့အားလုံးပြန်ပစ္စည်းကုန်ရောရတယ်ဥရောပတိုက်အပ်လို့အဖမ်းခံရတယ်အဲ့ဒီထဲမှာ Father Joseph D'Amato ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးပဲလွတ်သွားတယ်သူကဘာလို့လွတ်သွားတာလဲသူကတာမန်ဘုန်းတော်ကြီးမဟုတ်ဘူးတဘာဝပြေရာပညာရှင်ပြီးတော့ပါဠိမြန်မာပညာရှင်လည်းဖြစ်တယ်သူ့ရဲ့ပညာရဲ့ဖန်ရည်ကျွမ်းကျင်မှုကြောင့်ပဲအသက်ချမ်းသာရရခဲ့ပုံမှာပဲအော်ပညာကအပက်ကေသွားတာပေါ့ဟုတ်ပါပြီ အခုကျွန်တော်တို့ဒီတမိုင်းရဲ့အရေးအကြီးဆုံးအလဲအပြောင်းတစ်ခုရောင်းလာပါပြီ။စတိယာရှိဆဲချွတ်ခုနေမှာတာသနာပြုလုပ်ငန်းကိုအီတလီတွေစီကနေပြင်းတဲ့အဖွဲ့ကလွှဲပြောင်းယူလိုက်တယ်။ Society de Mission Étranger ပေါ့နော်။ဟုတ်တယ်။အဲ့ဒီအချိန်မှာပဲမြန်မာနိုင်ငံရောက်လာတဲ့ဖုန်းတော်ကြီး Paul Ambrose began dead ကဒီဇလန်တစ်ခုလုံးကိုပြောင်းပြန်လမ်းလိုက်တယ်လို့ပါပဲ။သူရုပ်လာတဲ့အချိန်က Human Catholic တာသနာအတွက်အမှောင်ပိုင်းဆုံးကာလလို့ပြောလို့ရတယ်။ဘလောက်တောင်းဆိုနေလို့လဲ။ရန်ကုန်မှာရှိတဲ့ တခုတည်းသောဘုရားကျောင်းကဝါးနဲ့ဆောက်ထားတာလေတိုက်လို့ပြိုကျသွားတဲ့အထိအချင်းနေဆိုးနေခဲ့တယ်။ဘာမှမရှိတော့တဲ့အချင်းနေကနေသူကအကုန်ပြန်ဆက်ခဲ့ရတာလူတယောက်ကဒီလောက်ပျက်စီးနေတဲ့အချင်းနေကိုဘလို့များပြန်ပြီးတိဆောက်နိုင်ခဲ့တာလဲသူကဘာဒီများထူချလို့လဲဘောရာကြီးပြီကန်တဲ့ကအရေးချင်းပေါင်းစုံနဲ့ပြည်စုံတဲ့သူပါသူကဘာသာရေးခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်လို့ ထူးချွန်နေစာရေးစရာကျွင်းကျင်တဲ့တန်တမန်တယောက်လည်းဖြစ်တယ်။음သူကအရင်လူတွေလိုဒေသခံအနာပိုင်တွေနဲ့ထိတ်ထိတ်တိုးတာမျိုးမလုပ်ပဲတန်တမန်ရေးရာကျွင်းကျင်မှုနဲ့ဆက်ဆံတယ်။ပြီးတော့မြန်မာစာပေနဲ့ဘောရဘာသာကိုအလေးအနက်လေ့လာခဲ့တယ်။သူရေးတဲ့စာအုပ်တယောက်တော်တော်နာမည်ကြီးတယ်နော်။ဟုတ်တယ်။ The Life or Legend of Gautama Buddha ဆိုတဲ့စာအုပ်အနာနိုင်ကမှာအရင်ကိုအောင်မြင်ခဲ့ပြီးဖြင့်တဲ့အစိုးရကတောင် ူကိုဂုံထူးဆောင်ဘွဲ့ပေးအပ်ခဲ့ရတယ်။သူကို မတန်းနေမှာထက်တန်းတော်တမန်တော်ထူးချွန်တော်စာရေးဆရာကျွမ်းကျင်တော်တန်တမန်လို့တင်စားထားတာဖတ်ရတယ်။သူ့ရဲ့စီကန်းတဲ့ဇွဲကလည်းမနှဲမနှော်ပဲ။ဟုတ်ပါလေ။အသက်ကြီးတဲ့အထိမနှဲလေးနိုင်ထားပြီးသူ့ရဲ့ဘာသာရေးတာဝန်တွေရော စာပေလေးလားရေးသားလာတယ်ပါ လုံးနိုင်ခဲ့တယ်ဆိုတော့တကယ်ကိုထူးခြားတဲ့ပုဂ္ဂိုလ်ပဲ။ သူကတာသနာကိုပြန်တီဆောက်တာဝချမကမှုနီးပြဟာကိုပါလုံးဝပြောင်းပစ်လိုက်တာနော်ဟုတ်တယ်အဲ့ဒါအဓိကအချက်ပဲအရင်လိုဘာသာပြောင်းဖို့တကူရဲကိုအာယုံမဆိုင်တော့ပဲလူမှုအဖွဲ့အစည်းတွေအကျိုးရှိမဲ့ပညာရေးနဲ့ကျန်းမာရေးလုပ်ငန်းတွေကိုအဓိကထားပြီးတည်ထောင်လာတယ်ဒါပေမဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ရှိနေစေနော် မြန်မာပြည်ရဲ့ဥပဒေအရမြန်မာလူမျိုးတွေကိုဘာသာကူးပြောင်းခွင့်မပေးထားဘူး။ဟုတ်ကဲ့အဲ့ဒါကအကြီးမားဆုံးအထာစီးပဲ။ဒီအချက်နဲ့ပတ်သက်ပြီးမတန်းထဲမှာပါတဲ့ဇလန်တပုတ်ကတော့တော်တော်ကိုချီးကွေးစရာကောင်းတယ်။ဟုတ်ပါတယ်။မြန်မာစာပေပညာရှင်တယောက်ခရီးယံဘာသာကိုကူးပြောင်းလိုက်တာကိုတူတူအရင်ကမနာလို့ဖြစ်ပြီးဖယင်စီတွားတိုင်တယ်။အဲ့ဒီမှာပါဆက်ဖြစ်လဲ။ဖယင်ကအမိန်ထုတ်ပြီးသူ့ကိုဖမ်းခိုင်းပြီးရော တန်ကြီးပွင့်နဲ့ခြေဖွားကနေစပြီးတစ်ခုလုံးကိုတဖြည်းဖြည်းထွက်နှက်ပြီးညင်ပန်းနှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ဒီဇလန်ကတကယ်ကိုချစ်ကွေးเสียကောင်းပြီးကြောက်เสียလည်းကောင်းတယ်။ဘာသာရေးတစ်ခုကိုယုံကြည်သက်ဝင်မှုအတွက်ဒီလောက်ထိအဖို့ခပေးရတယ်ဆိုတာကဟုတ်ပါတယ်ရှင်။ဒီလိုအခြေအနေတွေကြောင့်ပဲသူတို့ရဲ့မဟာဗျူဟာကိုလုံးဝပြောင်းလဲပြစ်လိုက်ရတယ်ထင်တယ်။အတိအကျပါပဲ။ မြန်မာလူမျိုးတွေကိုတိုက်ရိုက်ဘာသာပြောင်းဖို့စီးရုံးနာကအသက်အန္တရာယ်အရင်များမှန်တည်လာတဲ့အခါမှာသူတို့ရဲ့အာယုံစိုက်မှုကိုပြောင်းလိုက်တယ်။အော်ဘဒုရီကိုအထက်ကထားလိုက်တာလေ။ဥပမာအရင်ကတည်းကခရီးရန်ဖြစ်နေတဲ့ပေါ်တူဂီအနွယ်လေးနောက်ပိုင်းမြန်မာနိုင်ငံကိုရောက်လာတဲ့တမင်းလူမျိုးတွေကရင်လူမျိုးတွေနဲ့တရုတ်လူမျိုးတွေကိုပို့ပြီးအာယုံစိုက်လာကြတယ်။အချိန်နေနဲ့လိုက်လျောအညီထွေဖြစ်အောင်ညီထိုင်ပြတ်သွားခဲ့ရတဲ့လက်တွေ့ကြတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့။ဟုတ်ပါတယ်။ အဲ့ဒီနီးပြူဟာပြောင်းလဲရဲ့အကျိုးဆက်ကဒီနေ့ထိတောင်မြင်တာနေတော့ပဲသူတို့တီထောင်ခဲ့တဲ့စိမ့်ပေါ်ကြောင်းလိုထိတ်တိုင်းကြောင်းဒီနူတာခုစီယုံတွေဘိုးဘွားတွေတာတွေဟုတ်တယ်အဲ့ဒါတွေကဘာသာမခွေးချပဲလူမှုဖွဲ့စည်းကိုအကျိုးပြုခဲ့တဲ့အတွက်အစိုးရကတောင်အတိမတ်ပြုခဲ့ရတယ်ဒါကဖီကန်တဲ့ရဲ့အမျိုးအမင်းကြီးမာမှုရဲ့တက်တည်တယ်ရန်ကုန်ကကက်သလစ်ဖျားရှိခိုးကျောင်းကြီးရဲ့ဇလန်းကလည်းဒီအမွေဟနှက်ကိုကောင်းကောင်းပြတဲ့ဥပမာတစ်ခုပဲ။ ဘလိုမျိုးလဲခင်ဗျာဒီလောက်ကြီးကျယ်ခန်းတဲ့ဘီတူကလေယာကိုတိဆောက်ခဲ့တဲ့သူကမသန်စွမ်းတက်ဘူးနောင်ကြီးတပါသူကဘီရခလာထိုင်ဘောကနေစနစ်လုံးလုံးကြီးကျက်ပြီးဒီเจ้าတော်ကြီးကိုအပိသက်ဆောက်လုပ်ခဲ့တာဒါဟာယုံကြည်မှုနဲ့ဇွဲလုံးလာရဲ့ပြားရုပ်တစ်ခုပါပဲတကယ်ကိုပါပဲစကမ်းဆာမြန်မာတွေကကက်သလစ်မာဝင်တွေကိုပရင်ကြီးလို့ခေါ်ကြတာကပြင်ဖြစ်ဆိုတဲ့စကားလုံးကနေစဉ်သက်လာတာဆိုဟုတ်တယ်ဖရင်ဂီဖရန်ဂျီကန်နီလာတာပေါ့ နောက်ပြီးစာနီလို့ခေါ်တာကလည်းသူတို့ရဲ့ဝက်ပြူစာအုပ်တွေမှာခေါင်းစဉ်တွေကိုအနီရောင်နဲ့ရေးထားလို့ဆိုပြီးပြောကြတယ်။ဩဒီလိုအမည်နာမတွေကတော့တမိုင်းရဲ့အစအနာတွေကိုတည်ဆောင်ထားတယ်လို့ပဲနော်။ဟုတ်ပါတယ်။1905ခုနှစ်စာရင်းတစ်ခုအရအောက်မြန်မာပြည်တစ်ခုထဲမှာတင်ကက်သလစ်ဘာသာဝင်68400ကျော်ရှိခဲ့တဲ့ဆိုတော့ရာစုနှစ်ပေါင်များစွာကြိုးပမ်းမှုကအတိုင်းအတာတစ်ခုထိတော့အောင်မြင်ခဲ့တယ်လို့ဆိုရမှာပေါ့။ဒါပေမဲ့အဲဒီကင်းကနန်ထက်ပိုရေးကြည့်တာက သူတို့ခြံထားခဲ့တဲ့ လူမှုရေးနဲ့ပညာရေးဆိုင်ရာအမွေအနှစ်တည်းမှာပဲအဲ့ဒါကအဓိကအချက်ပါပဲရှင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်အစပိုင်းကအင်အားသုံးပြီးနေချင်းမှုရဲ့အရေးအာဝါဒအောင်မှာစတင်ခဲ့တဲ့တာသနာပြုလုပ်ငန်းတစ်ခုကပဋိပက္ခတွေအသက်ဆွမှုတွေနားလည်မှုလွယ်မောမှုတွေအများကြီးကိုဖျက်ဆီးပြီးနောက်မှာဟုတ်ကဲ့ဘီအန်ဒက်လိုခေါင်းဆောင်တွေရဲ့လက်ချက်မှာတော့လူမှုဖွဲ့စည်းကိုတိစောတဲ့လုပ်ငန်းတွေရဲ့ထက်လုံးဝပုံစံပြောင်းသွားတာကိုတွေ့ရတယ်ဒါကကျမတို့စဉ်းစားစရာမေးခွန်းတစ်ခု top စေပါတယ် တာဒနာပြုလုပ်ငန်းအခုရဲ့မူလရည်မှန်ချက်ထက်တဲ့ဘာသာကူးပြောင်းရေးထက်လူဖွဲ့စည်းတဲ့တိုင်းရဲ့အကျိုးပြုတဲ့ပညာရေးကျန်းမာရေးလိုလုပ်ငန်းတွေကဘာကြောင့်ပိုပြီးခိုင်မာတဲ့လူများရဲ့အတိမပြုမှုကိုခိုင်းရတဲ့အမွေးနဲ့အဖြစ်ကြံရိတ်ခဲ့တာလဲဟွန်းစိတ်ဝင်စားစရာမေးခွန်းမယ်ယဉ်ကျေးမှုတွေအတွေးခေါ်တွေထိတွေ့ဆက်ဆံတဲ့အခါရေရှင်မှာတကယ်တန်ဖိုးရှိဆုံးကတဖတားကိုကိုပတ်ပေါင်းဆွဲဆောင်တင်းတွင်းတာလားဒါမှမဟုတ်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့တန်တားတွေတိဆောက်တာလားဆိုတာဒီတမိုင်းကကျွန်မတို့ပြန်မင်းနေတယ်လို့ပါပဲ